မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ဂွားမြို့နယ်မှာရှိတဲ့ကျိန်နလီကျေးရွာအနီးချင်းကွင်းကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုအရခတ်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းကွင်းကျေးရွာမှာတပ်ဆွဲထားတဲ့ ်အေအား80နီးပါးရှိတဲ့စစ်ကောင်စီစခန်းကိုပြီးခဲ့တဲ့ဩဂတ်စ်လ10ရက်နေ့ကလေးကစတင်ပြီးတော့ AA ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်ဆုပ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်ချင်းကွင်းကဂွားမြို့နယ်တော့ဝေးတယ်26မိုင်လောက်ဝေးတယ်စစ်တပ်ကဒီလိုလာမတိုက်ခင်ကတည်းကချင်းကွင်းမှာရောကတိုင်းကွင်းဘက်မှာပါတက်ဆွဲပြီးတော့လုံခြုံရေးတွေတုံးပြန်ထားတယ် အခုလာပြီးတော့တိုက်ခိုင်ရတဲ့စခန်းကအင်အား80လောက်ဆိုတော့တပ်စခန်းကြီးမဟုတ်တယ်လို့လုံခြုံရေးစခန်းလောက်လို့လည်းပြောလို့မရဘူး။၃ရက်လောက်တိုက်ယူအပြီးမှာဒီကနေ့မနက်ပဲစစ်ကောင်စီတွေကတပ်ကိုစုခွာထွက်ပြေးသွားတယ်လို့ဂွားဒေသခံတို့ကပြောပြထားပါရယ်။ချင်းခွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကတပ်ဖွဲ့ဝင်များအေအေရဲ့ထိုးစစ်ကိုမခုခံနိုင်မဲနဲ့ဒီကနေ့ဩဂတ်လ10ရက်နေ့မှာတပ်စုခွာထွက်ပြေးသွားကြောင်းသိရှိရပါရယ်။စစ်ကောင်စီကဂွားမြို့နယ်မှာစီရဲပြေဆင်နေပြီးတော့ဌာနဆိုင်ရာရုံးတချို့ကိုပါအီယော်ရီတိုင်းရေကြီးမြို့နယ်အတွင်းကိုပြောင်းရွှေ့ရန်စီစဉ်နေတဲ့အတွက်ဒေသခံများအနေနဲ့ ်စစ်ဖြစ်လာမှာကိုစိုးရိမ်လျက်ရှိတယ်လို့သိရပါတယ်။ဒါ့အပြင်ချင်းကွင်းတိုက်ပွဲအတွင်းမှာဂွမ်းမြို့နယ်နဲ့ကျိန်းနလီမြို့နယ်တို့မှာတပ်ဆွဲထားတဲ့စစ်ကောင်စီစခန်းများကနေပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ဂွမ်းဒေသခံများဟာစစ်ဘေးတိမ်းရှောင်ရန်ပြင်ဆင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထူးကြီးမြင်းကြံနယ်တောင်သားမှာတိုက်ပွဲများပြင်းထန်နေပြီးတော့စစ်ကောင်စီကလေကြောင်းကနေပါပြစ်ခတ်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ10ရက်နေ့မနက်9:00နာရီဝန်းကျင်ကစတင်ပြီးတော့နထူးကြီးမြို့မှာရဲစခန်းနဲ့မြို့အရှိဘမှာရှိတဲ့ဓာတ်ငွေပိုက်လိုင်းစောင့်တဲ့စစ်ကောင်စီတပ်အားဒေတာတွဲ PDF များကဝင်ရောက်တိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြောင်းဒေတာကန်များကပြောဆိုထားပါတယ်။မနက်အစောကြီးကတည်းကအဲ့ဒီနှစ်နေရာမှာတိုက်နေတာလေရင်နဲ့ဘုံကျဲတာလဲငါးလုံးလားမသိဘူး။စခန်းကိုတိမ်းပြီးတော့မီးရှို့လိုက်ပြီလို့လည်းပြောတယ်လို့နထူးကြီး ီးမြို့အနီးမှာနေထိုင်တဲ့ဒူတူကပြောကြားထားပါတယ်။နထိုးကြီးမြို့ပေါ်ကပြည်သူများဟာလည်းပိတ်မိနေပြီးတော့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးကြောင်းဒေသခံတချို့ကပြောကြားထားပါတယ်။မြို့ပေါ်ကလည်းဘဲမှထွက်လို့မရဘူး။လေရင်တန်နဲ့ဘုံတန်တွေကြားနေရတယ်လို့နထိုးကြီးမြို့ရဲ့မြောက်ဘက်ကဒေသခံတို့ကပြောကြားထားပါတယ်။နထိုးကြီးမြင်းညာလမ်းကိုလည်းဖြတ်တန်းသွားလာခြင်းမပြုရန် PDF များကပိတ်ထားတယ်လို့သိရပါတယ်။ စစ်ကောင်စီရဲ့ WhatsApp ဖြတ် Telegram Channel များမှာလည်းနှထိုးကြီးမြို့မှာရှိတဲ့မြင်းကြံဘက်ကိုထွက်တဲ့ဂိတ်လဲကျသွားပြီဖြစ်ကြောင်းစစ်ကောင်စီရဲ့ WhatsApp ဖြတ် Telegram Channel များကရေးသားနေပါတယ်။ဒါအပြင်တချိန်တည်းမှာပဲတောင်တာမြို့နယ်ဝဲလောင်တအားခွဲယုံမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဒေတာရင်း PDF များကဝင်ရောက်တိုက်ခိုက်ရာ တက်ချက်ကြီးတအုံးနဲ့အုတ်ချုပ်ရေးမှုတအုံးတိတ်ဆုံးအောင်ပြည်သူစစ်တပ်ဖွဲ့ဝင်၄ဦးဖမ်းဆီးခံရရကြောင်းစစ်ကောင်စီရဲ့ Telegram Channel များကရေးသားထားပါတယ်အလားတူပဲမြင်းညာမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းချရာနေရာများဒီကနေ့မနက်၄နိုင်ကစတင်ပြီးတော့ short တိုက်တုံး15လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့စစ်ကောင်စီရဲ့ Telegram Channel များကရေးသားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းညောင်လေးပင်မြို့နယ်မှာစစ်တပ်စစ်ကြောင်းကို KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က drone နဲ့ဗုံးကြဲတိုက်ခိုက်ရာယာယီတရဲမှုနဲ့တက်ခွဲမှုတို့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ6ရက်နေ့ပဲခူးတိုင်းအရှိချမ်းညောင်လေးပင်မြို့နယ်ရေပြူကန်ချေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းကို KNL တရဲကိုပဲခူးခရိုင် PDF တရဲ3ခု3ညနှင်းနဲ့ PDF တပ်ရင်တောကြီးကန်းတို့က drone တပ်ဖွဲ့များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ရဲ့စေချောင်းမူခမရပုံလေးကိုဒုတိယတပ်ရဲမူယာယီတပ်ရဲမူနဲ့တပ်ခွဲမှုတို့တေဆုံးခဲ့ပြီးတော့တတား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရေပြည်ကန်ကြီးရွာတိုက်ပွဲမှာတေဆုံးတာကစစ်ကြောင်းမူဗိုလ်ကြီးတပ်ပိုင်ဦးနဲ့တပ်ခွဲမှုဗိုလ်ကြီးအာကာလှိုင်တို့ဖြစ်တယ်လို့ပြည်သူ့ကော်မတီတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ညောင်လေးပင်မြို့နယ်ရေပြည်ကန်ကြီးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကအဲ့ဒီဒေသကပြည်သူများပေါ်တာဆွဲခြင်းဒဇာကန်ဖြစ်တဲ့ဖမ်းဆီးချုပ်နှောင်ခြင်းနဲ့ပြည် ည်သူလူထုရဲ့လွတ်လပ်စွာသွားလာနေထိုင်ခွင့်ကိုနှောက်ယှက်ခြင်းတို့ကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ရေပြူကန်ချင်းရွာမှာတပ်ဆွဲထားတဲ့အဲ့ဒီစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ drone ပစ်ခတ်မှုတွေကြောင့်ဇွန်လနဲ့ဇွန်လအတွင်းမှာအပြစ်မဲ့တဲ့ပြည်သူ9ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရွှေတဘာဝဓာတ်ငွေကမ်းလွန်လောက်ွက်မှာရေနံနဲ့တဘာဝဓာတ်ငွေတူးဖော်ခြင်းလောက်ကင်နေတဲ့ POSCO International EMP ကုမ္ပဏီရုံးမှာလောက်ကင်နေတဲ့ဝန်ထမ်း၄ဦးရဲ့အိတ်အပြံမှာရန်ကုန်လေစိတ်မှာအခုရက်ပိုင်းအတွင်းထမှန်ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ POSCO International EMP က ဝင်တန်း၃ဦးကိုဇွန်လအတွင်းကလည်းအချက်ဘတ်စစ်ကောင်စီကရခိုင်တပ်တော် AA နဲ့ဆက်ဆက်နေတယ်ဆိုပြီးတော့ဖမ်းဆီးသွားခဲ့ပို့ပြီးတော့ထပ်မံပြီးတော့နောက်ထပ်၄ဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ POSCO International ကကြောက်ဖြူက OGD ဝင်တန်းတွေအိမ်အပြန်ရန်ကုန်လေစိတ်မှာထပ်မံပြီးတော့ဖမ်းခံရပါတယ်။ဖမ်းခံရတဲ့သူတွေကိုဘာမှမို့နဲ့ဖမ်းခေါ်မှမသိရပါဘူး။ကျွန်တော်တို့ကြားတဲ့သတင်းအရတော့ OGD ပြင်ပမှာလဲမိုင်းတွေထောင်ထားတယ်လို့ပြောတယ်လို့ ဖန်ဆီးခံရတဲ့သူများနဲ့နှိဆက်သူတို့ကပြောကြားထားပါတယ် POSCO International EMP ဟာတောင်ကိုရီးယားကုမ္ပဏီဖြစ်တော်လဲအဲ့ဒီကုမ္ပဏီမှာလုတ်ကင်နေသူများဟာအချမ်းဖတ်စစ်တပ်နဲ့ပူးပေါင်းပြီးတော့ဝန်ထမ်းများကိုဖန်ဆီးရမှာကူညီပေးနေတယ်လို့သိရပါတယ်ဖန်ဆီးခံရတဲ့ဝန်ထမ်းများကိုတတ်သိမရှိပဲစစ်တပ်ကအချမ်းဖတ်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်90ညများနဲ့တရားစွဲဆိုထားကြောင်းဇူလိုင်လအတွင်းမှာဖန်ဆီးခံထားရတဲ့ဝန်ထမ်းများရဲ့မိသားစုဝင်တွေကပြောကြားထားပါတယ်တတ်သိလုံးဝမရှိဘူးဘာတတ်သိမှမရှိဘဲနဲ့ကိုအမိန့်ချတာ POSCO လူကြီးတွေကစစ်တပ်ဘက်နဲ့ပေါင်းပြီးတော့ သူ့စီကအလုတ်လုတ်တဲ့လူတွေဒီအလုတ်လုတ်နေတဲ့လူတွေက PTTEP တို့ပတ်တိုင်းသဘောတွေပေါ့အမြဲတမ်းဝါကမဟုတ်တဲ့လူတွေကိုခဏခိုင်းပြီးတော့အကုန်လုံးတရှုံနဲ့ဝင်ပြီးတော့ဖမ်းတာပါလို့ဖမ်းဆီးခံရတဲ့ဝန်ထမ်းတို့ရဲ့မိသားစုဝင်တို့ကပြောကြားထားပါတယ်စစ်ကောင်စီကပေါ့စကိုဝန်ထမ်းများကိုဖမ်းဆီးပြီးတဲ့နောက်လစာများငွေကြေးများပိုင်းဆိုင်မှုများကို သိမ်းဆီးလူယူထားတယ်လို့သိရပါဗျ။ KP ဘဏ်အကောင့်ကနေပြီးတော့ငွေကြေးများကိုလည်းစစ်ထောက်လမ်းရေးများကလွှဲပြောင်းရယူသွားတယ်လို့သိရပါဗျ။စရဖကလူကိုလည်းဖမ်းလာစာတွေဘဏ်တွေကငွေတွေကိုပါရိုက်ပြီးတော့လွှဲခိုင်းတာဝစ်ထားတဲ့အင်ဂျီကအစချွတ်ယူထားတာလာစာကောင်းတဲ့လူတွေကိုလည်းဖမ်းပြီးတော့ငွေလဲယူလူလဲတရားစွဲလုလာတာလို့အဲ့ဒီအခြေအနေကိုသိရှိထားတဲ့သတင်းရင်းမြစ်ကပြောကြားထားပါဗျ။ဇွန်လ16ရက်နေ့မွန်းလွဲတနာ30မိနစ်အချိန်မှာကြောက်ဖြူကလေရင်ဟာရန်ကုန်လေစိမ့်မှာဆက်ရောက်တဲ့အချိန် ခရီးတဲ့အဖြစ်နဲ့လိုက်ပါလာတဲ့ရခိုင်တိုင်းရင်းသားဆရာဝန်ဒေါက်တာဦးကိုစိုးသူကိုစစ်တပ်ကလေစိမ့်မှာဝင်ရောက်ဖမ်းဆီးခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီဒေါက်တာဦးကိုဟာ POSCO International OGD ကဝန်ထမ်းတအုပ်ဖြစ်ပြီးတော့ဘာအတွက်ကြောင့်ဖမ်းဆီးခြင်းဖြစ်တယ်ဆိုတာကိုမသိရှိရဘူးလို့ပြောကြားထားပါဗါးလက်ရှိအချိန်ထိကိုစစ်တပ်ကဖမ်းဆီးသွားပြီးတဲ့နောက်အဆက်အသွယ်ပြတ်တောက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မြောက်ဦးမြို့ရဲကမြောက်ဦးဟိုတယ်ရှေ့ကိုအာနာသိန်းစစ်ကောင်စီကဒီကနေ့ဩဂတ်လ10ရက်နေ့နေ့လယ်7:00နာရီဝဲကျော်အချိန်မှာတိုက်လေရင်နဲ့ဘုံတလုံးကျဲချခဲ့တဲ့အတွက်ပြည်သူ6ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ဘုံကြောင်ခရီးသွားလာနေတဲ့တုတ်တုတ်ရင်ပေါ်ကိုကြက်ရောက်ပြီးတော့ရင်မောင်းအပါအဝင်ခရီးတဲ့စုစုပေါင်း6ဦးထက်မနည်းတေဆုံးသွားကြောင်းမြို့ကန်များထံကနေပြီးတော့ကနအုပ်သတင်းရရှိထားပါတယ်နေ့လယ်7:00နာရီဝဲကျော်လောက်ကပါဘုံလာကျဲတာ မြောက်ဦးဟိုတယ်ရှိနေနဝရက်ဟိုတယ်ရှိကိုကြပါတယ်လမ်းမှာခရီးတဲ့နဲ့သွားနေတဲ့တုတ်တုတ်ပေါ်ကိုထိတယ်လို့ပြောတယ်လေးဦးလားငါးဦးလားမသိဘူးပွဲချင်းပြီးတည်သွားတယ်တော်တော်လေးကိုရုပ်ပြက်ဆင်းပြက်တည်သွားတယ်လို့ပြောတယ်တချို့အလောင်းတွေဆိုဥရေအပြင်ကိုထွက်ကြနေတယ်ခြေတွေလက်တွေပိုင်းပြတ်ပြီးတော့ပြန့်ကျဲနေတယ်မြင်ကွင်းကအရန်ကိုကြောက်စရာကောင်းတယ်လို့ပြောကြထားပါတယ်အာနာသိန်းစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားချက်မရှိတဲ့တော်လိုင်းတပ်ဖွဲ့အများရဲ့ထိန်းချုပ်နယ်မြေများနဲ့တိုက်ပွဲစုံမဟုတ်တဲ့မြို့ရွာများကိုလေးချောင်းကနေဘုံကျဲတိုက်ခိုက်မှုလက်နက်ကြီးနဲ့ပစ်ခတ်မှုများကိုနေ့စဉ်ကျူးလွန်နေတဲ့အတွက်အခုလိုမျိုးလေးချောင်းပစ်ခတ်မှုကျူးလွန် နေခြင်းများကိုတရုတ်နဲ့နိုင်ငံတကာကဟန့်တားပေးပါရန်ညီနောင်မဟာမိတ်သုံးဘက်ကတောင်းဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်ခရိုင်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီး drone တို့နဲ့တိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူတအုပ်တိမ်ဆုံပြီးကလေးငယ်တအုပ်အပါအဝင်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်နဲ့ဖုန်ကြီးကြောင်များလည်းပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့မွန်းလွဲ7:30မိနစ်ခန့်မှာမူးမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ83တပ်ရင်းကလက်နက်ကြီး120မမတလုံးနဲ့ပစ်ခတ်ခဲ့ရာကြောက်ကြီးပေါက်ကျေးရွာကိုကျောက်ရောက်ပြီးတော့အသက်34နှစ်အရွယ်အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်ကြောင့် အရေးပေါ်စေကူတာမှုခံယူနေရတယ်လို့သိရပါတယ်။ဩဂတ်စ9ရက်နေ့မွန်လွယ်ဆန်နန္ဒာရီခွဲအချိန်ကမှအချမ်းမတ်စစ်ကောင်စီရဲ့ခမရ300ခေါ်တိုင်ရင်ရဲ့ရွှေဝါအခြေစိုက်တိုင်ရင်က120မမလက်နက်ကြီးနှလုံးနဲ့ပြစ်ခတ်ခဲ့ရာငတိုးခင်ကြီးပါအတွင်းမှာရှိတဲ့ ဒေါ်ဝိုင်းတီအိမ်ရှိကိုကြက်ရောက်ပောက်ခွဲခဲ့ရာအိမ်ရှင်အသက်65နှစ်အရွယ်ဒေါ်ဝိုင်းတီဟာဘယ်ဘက်ခြေတလုံးနဲ့ညာဘက်ခါကိုထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဩဂတ်စ်လ8ရက်နေ့မွန်လွဲ3:25မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီကဒရုန်းနဲ့လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်တစ်ဖြူစိတ်ခြေရွာအတွင်းကိုကြက်ရောက်ပြီးတော့တစ်ဖြူစိတ်ခြေရွာမှာနေထိုင်တဲ့အသက်66နှစ်အရွယ် ်ဥကြည်အေဥကောင်းထိမှန်ဒဏ်ရာနဲ့ညနေ9:25မိနစ်အချိန်မှာတေဆုံးခဲ့တယ်လို့သိရပါဗျ။ကျေးရွာနေပြည်သူဥတင်ထွန်းလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲလယ်တော်မြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့်ကလင်းငယ်တအူးအပါအဝင်ပြည်သူ၃ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်နဲ့ဖုန်ကြီးကြောင်းလဲထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုကပြောဆိုထားပါဗျ။လယ်တော်မြို့နယ်အတွင်းမှာအာသာသိအကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ26လေးတရင်က ဩဂတ်စ်လ၁ရက်နေ့မှာခြုံင်းကြီးရွာကိုလက်နက်ကြီး120မမနှလုံးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ဩဂတ်စ်လ၂ရက်နေ့မှာဖြန်တလင်းကြီးရွာကို drone နဲ့တစ်ကြိမ်ဘုံကျဲခဲ့ပြီးတော့ဩဂတ်စ်လ၆ရက်နေ့မှာအချမ်းဘတ်စစ်ကောင်စီရဲ့ခမရ300ခွန်တပ်ရင်းကလက်နက်ကြီး120မမ 33လုံးကိုဖြန့်တလေတရေကုန်းကိုပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ3ရက်နေ့ညနေ6:00နာရီကမှအကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ264တရင်ကအလိုင်းကြီးရွာကိုလက်နက်ကြီး120မမတလုံးပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ကြီးရွာနေပြည်သူအသက်35နှစ်အရွယ်ဦးကျော်စိုးလွင်လက်နက်ကြီးကြီးစားထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တလုံးနဲ့ငွားနှကောင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ9ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ264တရင်ကလက်နက်ကြီး120မမနဲ့လက်ခံကြီးရွာကိုနှလုံးထိုးဝါဆိုင်ကြီးရွာကို၄လုံးပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့် ောင်းထိုးဝဆိုင်ကြီးရွာကအသက်17နှစ်အရွယ်နော်တပလေးဖော်လက်မောင်းနဲ့ဝမ်ပိုက်ထိမှန်တန်းရာရရှိခဲ့ပြီးတော့စောအေကလိုထူးရဲ့နေအိမ်တလုံးစောခင်းမူရဲ့နေအိမ်တလုံးနဲ့ထိုးဝဆိုင်ကြီးရွာရဲ့ဗုဒ္ဓဘာသာဖုန်ကြီးကျောင်းတစ်ကျောင်းထိမှန်ပြက်စီးခဲ့ရတယ်လို့သိရပါဗျာ ဒါပြင်အချမ်းဘက်စစ်ကောင်စီကလက်နက်ကြီးတင့်ငန်းကားမမနှလုံးကြောက်မော်ဖျားကြီးကြီးရွာကိုပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်နေအိမ်တလုံးပြက်စီးပြီးတော့နွားနှကောင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအလားတူပဲကញ្ញံချိုးကြီးရွာကိုလည်းအချမ်းဘက်စစ်ကောင်စီကလက်နက်ကြီး120မမနှလုံးပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်အသက်28နှစ်အရွယ်မောင်မြန်းပိုက်ထက်ကြီးစားထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ